ဘရစ်ဆိုင်ဆီယာမ MMK ရေးသားသည့် The Far Pavilion ဆောက်ကိုဆီယာမြတန်းတဲ့ဘာသာပြန်ဆိုသည့်ရွှေပြည်တော်မြော်လိုက်ဝေးအခန်း94နောက်ဆုံးတွင်မြင်းပေါ်ထိုင်လိုက်လာသူမှာဇူလီမဟုတ်ဘူတာဖြစ်၏သူတို့နှစ်ယောက်မြင်းကိုဆွဲ၍ပြန်လာကြသည့်အခါတွင်ဇူလီသည်အဲ့ရမှနိုးနေလေပြီသွေးတို့ဆုံးပင်နေသည့်ဘူတာ၏အဝတ်အစားများနှင့်ချုံကြဟောက်ပတ်နေသည့် HE မျက်နှာတို့ကိုမြင်လိုက်သည်နှင့် အခြေအနေကိုစူလီတည်လိုက်ပြီမညညကအေးအေးဝဝအိတ်ခဲ့သဖြင့်သူမျက်နာသည်သွေးရောင်ရှမ်းလာသည့်တိုင်သူတို့နှစ်ယောက်ကိုမြင်ရသည့်အခါ၌ပြန်၍ဖြော့တော်သွားလိမ့်ပြီသူရရင်စူလီသည် သူတို့ကိုဘာမှမမေးစူလီကသူတို့ကို စားစရာကျွေးမြည်ပြင်သည့်တိုင်ဘူတာကစားရန်အချိန်မရှိကြောင်းနောက်မှရန်သူများလိုက်လာနိုင်ကြောင်းဒီနေရာမှအ мян ထွက်ခွာသွားမှဖြစ်မည်ဖြစ်ကြောင်းပြောပြ၏ဘူတာကကုံကြီးကိုပခုံးပေါ်တင်ထားလိုက်သည် ဇူလီကတလင်းကြောက်ပြင်ကြီးပေါ်မှဖြတ်ခါတစ်ဖက်တောင်ဆောင်တွင်လန်ထားသည့်မြင်းကလေးစီသို့လိုက်လာသည်ကုန်းနှီးတင်ပြီးမြင်းပေါ်သို့တက်ရန်ပြောသည့်အခါတွင်ဇူလီကညင်၏ဘူတာမောပန်းညွမ်းနေနေပြီဖြစ်ကြောင်းခရီးတွင်စေလိုလျင်သူ့ကိုမြင်းပေါ်သို့တင်တဲ့ကြောင်းမိမိမှမူကောင်းစွာအနားရပြီးဖြစ်သည့်အတွက်လမ်းလျှောက်နိုင်ကြောင်းဖြင့်ပြောသည်ဘူတာကလည်းညင်ခုန်မနေတော့ဇူလီပြောသည့်စကားကအမှန်သူ့စကားကိုညင်းနေလျင်အချိန်ကုန်တော့မည် မောလဲမောလှပြီး ိမိအိပ်ပျော်သွားခြင်းရှိမရှိကိုစောင့်ကြည့်စီလိုကြောင်းမိမိအိပ်ပျော်နေပါကမြင်းကခြေဦးတက်ရာလျှောက်သွားလျင်မျက်စိလဲလမ်းမမြည်ကိုစိုးရိမ်ရကြောင်းမဟာဒေဝီသည်သူ့ဝေးမှလိုက်လာတဲ့ကြောင်းဂုံးအတက်များတဲ့ဝမ်ဘတ်ကျိုးကိုဆွဲ၍လိုက်စင်လိုကြောင်းဖြင့်သာပြောသည်အက်ရှ်ကမူနောက်မှရန်သူများလိုက်လာမည်ကိုသူ့လောက်စိုးရိမ်ခြင်းမရှိယခုအချိန်တွင်မိမိတို့သည် ရန်သူနှင့်အတော်ဝန်းကျင်လေးပြီရန်သူသည်လမ်းလဲမသိထို့အထက်တွင်မိမိတို့၏ခြေရာများကို လိုက်၍ခံနေရအောင်မည် ို့ကြောင့်ရန်သူသည်နောက်မှမြ мян လိုက်မလာနိုင်ဟုယူဆသည်တို့ရရင်ဘူတားကမူဤသို့မယူဆရန်သူသည်ဒေါသထွက်နေပြီထို့ပြင်သူတို့မှာအနာရပြီးအစာရေစာဝလင်ပြီးဖြစ်သည်မိမိတို့မှာမူတယောက်ကမိမဆောင်တဲ့တွင်နှိရှိလာများညီလာခဲ့ရသည့်အမျိုးသမီးတယောက်တယောက်ကမောပန်းညွမ်းညံ့နေသည့်အဖိုးကိုမနက်မိုးလင်းသည့်နေ့ရန်ကျဲသေးခဲ့သည့်နေရာတွင်လရတို့ဆွန်ရဲတို့ပြောင်းဝဲနေကြသည်ကိုအဝေးကမြင်နိုင်ပြီထို့နေရာသည် ူတို့မင်းညကပုံခဲ့သည့်ကြောက်ဆောင်နှင့်ဗားမျှမဝေးဤဗီတို့ကိုမြင်မြင်ရန်သူသည် ထိုနေရာသို့လာမည်မဟုတ်ချဟုတွက်သည်ထိုကြောင့်ဘူတာသည်ခတ်တုတ်တုတ်သွားရန်လောစော်သည်ညေတော်တော်ပြင်းလာသည့်အခါတွင်သူနာပြီးပြီဖြစ်ကြောင်းမဟာဒေဝီကိုမြင်းပေါ်သို့တင်တင်ကြောင်းဖြင့်ပြော၏ညင်မွန်းတဲ့ချိန်အရောက်တွင်အစာစားကြပြီးဘူတာကတည်ရီတမောအိတ်သည်နားပြီးလျင်ခရီးဆက်ပြန်သည်တောင်ကျောတစ်ခုပေါ်သို့ရောက်တိုင်းနောက်ကရန်သူများလိုက်လာခြင်းရှိမရှိကြည့်၏ဘာကိုမျှမမြင်ရ တဏျာတို့အရောက်တွင်ကြေးသားကဲ့သို့ကြည်လင်တောက်ပြောင်နေသည့်ကောင်းငင်ပြင်တဏျာတွင်မဲမဲအဆက်များကိုတွေ့ရ၏။တေချာစွာကြည့်လိုက်သည့်အခါတွင်လကများဖြစ်နေသည်ကို တွေ့ရသည်။လူတွေရောက်လာသဖြင့်အသေးကောင်ကိုထိုးတုံနေရမှပြန်တက်လာခြင်းဖြစ်ပုံရ၏။ယင်းတွေကိုတော့တွေ့သွားပြီထင်တယ်ခမ။ကျွန်တော်တို့မှာမြင်းတစ်ကောင်ပဲကျွန်တော်ဒါတော့ခီးဝေဝေမရောက်နိုင်သေးဘူးဆိုတာသူတို့သိမှာပဲသူတို့အချင်းချင်းစကားများပြီးဟိုလိုက်ရမလို့လို့ဒီလိုက်ရမလို့လို့ညှင်းခုန်နေကြပါစေလို့ဆူတောင်းရတော့မှာပဲ ူထင်သည့်အတိုင်းရန်သူများသည် အချင်းချင်းစကားများနေကြပုံရ၏ထို့ကြောင့်နောက်မှလိုက်လာသည့်ရန်သူ၏အရေးအယံကိုတစ်နှစ်လုံးမမြင်ရညရောက်သည့်အခါတွင်မူဘူတာတစ်ခါကစခန်းချခဲ့သည်စိမ့်လန်းသည့်တောင်ကြားကလေးသို့ရောက်လာကြသည်ဘူတာသည်ထိုနေရာတွင်စိတ်ချလက်ချမိဖို့ကချက်ပါတီးလို့သည်သွေးတွေစွန့်ပယ်လာသည့်အဝတ်များကိုလျှော်၍လှန်ထားသည်ထိုညညကသူတို့သုံးယောက်စလုံးပင်ပန်းနေသည့်ဖြင့်ကောင်းကောင်းအိပ်မပျော်နိုင်ကြရေအိုင်အဆက်တွင်တောဝက်ချီယာများတွေ့ရသည့်ဖြင့် ဘူတာနှင့်အက်စတိုသည်တယောက်တလှည့်သည်စောင့်ကြရသည်။လင်းရောင်ပြုတ်လာသည်နှင့်သူတို့တတိုက်ခီးဆက်ကြ၏။ယနေ့တွင်မူအေအေစီစီနောက်မှရန်သူများလိုက်လာခြင်းရှိမရှိကိုမကြာခဏလှည့်ကြည့်စရာမလိုတော့။ရေပူကျဲကျဲတွင် မနာတန်းခီးဆက်ခဲ့ကြရာတောင်ချေရင်တို့ရောက်သည်တွင်သူတို့သုံးယောက်စလုံးမောပန်းနေကြလိမ့်မည်။ပုံညကဘူတာသည်ညှစ်ချိုက်စွာအိပ်ပျော်သွား၏။ဇူလီမာလည်းတဏီကုံမြင်းပေါ်တွင်ထိုင်လိုက်ရသဖြင့်ပင်မန်းကညှစ်ညှစ်ချိုက်ချိုက်အိပ်ပျော်သွားသည်။ Ash လည်းအထိုက်အလျောက်အိပ်ပျော်သည်။သို့ရာတွင်အိမ်မက်ကြောင့်လန့်ညူလာ၏။ဒီကြကြိမ်တွင်မူညံကျဲကြီးအကြောင်းကိုမှတ်ခြင်းမဟုတ်။ချူရှိလာကိုမြင်မှတ်ခြင်းဖြစ်သည်။ပြန်၍အိပ်လိုက်တိုင်းချူရှိလာကိုသာမြင်မှတ်နေသည်။ချူရှိလာကရွှေရောင်နှင့်ကြက်သွေးရောင်ရောသောမင်္ဂလာသူတို့သမီးဝတ်စုံကိုဝတ်လျက်မျက်ရည်လည်းရွှဲဖြင့်သူ့ကိုမသက်ရန်တောင်းပန်နေသည်။သို့ရာတွင် Ash ကသူ့တောင်းပန်သံကိုနားမထောင်။ခြောက်လုံးပြူးကိုမြှောက်ခါပြစ်လိုက်သည်။ချစ်စရာမျက်နှာလှလှကလေးသည်သွေးအိုင်ငယ်တွင်ပြုံးရောင်တန်းလျက် ဤတွင် H အရာမှလန်နိုးလာခြင်းဖြစ်သည် မတတ်နိုင်ဘူးမနှက်လုံမလဲဟု H သိဆိုးဆိုးဖြင့်တွေးသည်သူကြောင့်စားကြည့်သေးခဲ့ရသည့်အတွက်စိတ်မကောင်းဖြစ်ရသည့်အထက်တွင်ရှူရှီလာ၏တစီကမကြာခဏလာ၍ခြောက်လှန့်နေပြန်ပြီဘူတာသည်ညံကျဲကြီးကိုတနာ၍တတ်ခဲ့ရသည့်ညီသူမိမိသည်လည်းရှူရှီလာကိုတနာ၍တတ်ခဲ့ရခြင်းဖြစ်၏တို့ရရင်ရှူရှီလာသည်တရိတ်ဆန်မဟုတ်လူတစ်ယောက်ဖြစ်၏မိဘုံထဲသို့ခုံစင်ရန်သူ့ဘာသာသူဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်တို့ဖြင့် မော်မြက်သည့်မိမတစ်ယောက်ဖြစ်မည်ဟုယုံကြည်ခဲ့သည်မိမိသည်ရှူရှီလာ၏ဆန္ဒကိုတားဆီးနှောက်ယှက်ခြင်းပြုခဲ့ပါပါကောမိမိသည်ရှူရှီလာ၏ယုံကြည်မှုရှူရှီလာ၏ကိုရီးကိုတာကိစ္စတွင်ငွေရောက်ဆော့ဖက်ခဲ့မိပြီမိမိသည်လည်းခရီးယံမဟုတ်လောခရီးယံဘာသာရေးပြက်ကလေးတို့တွင်မိမိတို့၏ယုံကြည်မှုအတွက်ကားစဉ်တက်ခါမိရှုအသက်ခံခဲ့ကြသည့်သူတော်စင်တို့၏အမည်များဖြင့်ပြည့်ညတ်နေသည်မဟုတ်လောဟုတ်တယ်ငါမှားတယ်သူ့ကိုမကယ်နိုင်မှုထောင် ဘာဖြစ်လို့သူ့ယုံကြည်ချက်ကိုဝင်ရောက်နှောက်ယှက်ရမှာလဲဟုတ်တွေးနေမိသည်သို့ရရင်ပြီးဆုံးခဲ့သည့်အမှုသည်ပြီးခဲ့လေပြီ HD ထိုကိစ္စကိုစိတ်ထဲမှဖျောက်ဖျက်ပြင်းရန်ဆုံးဖြတ်လိုက်ဟိုလိမ့်သည်လိမ့်ဖြင့် HD ပြန်၍အိပ်ပျော်သွားသည်သို့ရရင်အိမ်မက်ထဲတွင်မိမိကိုမတက်ရန်တောင်းပန်လျက်ရှိသည့်ရှူရှီလာဤပုံသည်ပြန်၍ပေါ်လာပြန်သည်အော်ခြောက်ချားစရာကောင်းလိုက်သည်ညနောက်တစ်နေ့ညထွက်တပြူတွင်မူသူတို့၃ယောက်သည်ညဇက်ကိုဖျက်ကျော်မိကြလေပြီ နောက်၃ရက်ကြာသည့်အချိန်တွင်မူအက်ရှ်နှင့်ဘူတာတို့သည် စာဂျီဤအိမ်သို့ရောက်နေကြပြီ။တို့ရရင်ဇူလီမာမူသူတို့နှင့်အတူပါမလား။တော်တဲ့တွင်သူတို့အိတ်ခဲ့ရသည့်နောက်ဆုံးညကဘူတာသည်ဇူလီအိတ်ပျော်သွားသည့်နှင့်သူ့အကြံကို HR တင်ပြသည်။ဘူတာ၏အကြံမှာမိမိသည်ပြန်ရောက်နေတွေ့ရမည့်အခြေအနေကိုစဉ်းစားကြည့်ကြောင်းထို့သို့စဉ်းစားလိုက်သည့်အခါ၌မဟာဒေဝီ၏အမည်နာမကိုထုတ်ဖော်ပြောဆိုခြင်းပြုနေမသိဟုယူဆကြောင်းမိမိတို့အမျိုးသည် အစွဲအလန့်ကြီးသည့်အမျိုးဖြစ်ရာလင်းယောက်ကြားသည်လျင်စက်တီးလုံးသည့်ထုံးစံကို ယခုတိုင်တိတ်တဆိတ်လက်ခံနေကြသေးသောယခုကဲ့သို့စက်တီးမလုံးပဲထွက်ပြေးလာသည်ကိုသိသွားလျင်လူအများကရှောက်ချပြစ်တင်ကြမည်ဖြစ်ကြောင်းအယူသီးသူတို့ကလည်းမုတ်ဆိုးမှဆိုလျင်ကြုံလောက်သာသဘောထားကြကြောင်းထို့မျှမက စာကြည့်သေးခဲ့ရသည့်အဖြစ်အပျက်အမှန်ကိုလည်းထုတ်ဖော်ပြောရန်မသိဟုယူဆကြောင်းမိမိတို့မှပြီးတော့ပြည်နယ်ကျဲသို့ဝင်ကားမဟာဒေဝီများကိုခိုးယူရန်ကြံစီခဲ့သည့်ပြင် မဟာယာဇာဤအမှုတမ်းများအားဖမ်းဆီးခဲ့ခြင်းနောက်မှလိုက်လာသောအဆောက်များကိုပြစ်တက်ခဲ့ခြင်းတို့ကြောင့်မိမိတို့အပြုအမူသည်ယာဇဝတ်မကင်းသည့်အပြုအမူဖြစ်လျက်ရှိကြောင်းတခင်ဆက်ရဲ့သဘောကတော့ဘလို့နေမယ်မပြောတတ်ဘူးကျွန်တော်သဘောကတော့တရားရုံးရောက်ပြီးထောင်ကျမခံခြင်းမူခမခုလိုတတ်ခဲ့တဲ့အတွက်ကျွန်တော်တို့မှလူသက်မှုနဲ့အစွဲခံရပြီးကျိုးစင်ကိုလည်းတက်ရအောင်မယ်ကျိုးစင်မတက်ရရင်တော့မှထောင်ထဲမှာတသက်လုံးနေသွားရတော့မယ်ဒီတော့ပြည်နယ်ကတော့သူတို့ကိစ္စတွေပါပေါ်မှာဆိုလို့ ကျွန်တော်တို့နဲ့ပတ်သက်လို့ဆိုင်ရာဗိရိရှာအနာပိုင်းကြီးကိုတော့တိုင်မာမဟုတ်ဘူးကျွန်တော်တို့ကိုလိုက်တက်ဖို့လောက်ပဲကြိုးစားကြမှာဒါပေမဲ့ကျွန်တော်တို့ကိစ္စကိုဗိရိရှာအနာပိုင်းကြီးသိသွားရင်တရားဥပဒေကိုကျွန်တော်တို့ဘာသာကျင့်သုံးရသလားအဆောင်တွေကိုတက်ပြစ်ခဲ့ရသလားဆိုပြီးကျွန်တော်တို့ကိုအပြစ်ပေးမှာတည်ကြတယ်အပြစ်ကလွတ်လာရင်လဲဘီသောပြည်နယ်သားတွေကကျွန်တော်တို့ကိုတရက်တောင်အရှင်ထားမှာမဟုတ်ဘူးရွတ်တန်နေမှာပဲတက်ပြစ်မှာပဲခမကျွန်တော်တို့မှန်တည်သွားတာနဲ့ကျွန်တော်တို့ကိုမေးလဲမေးမှာမဟုတ်ဘူး ွင့်လဲလှမှာမဟုတ်ဘူးဒီတော့ကျွန်တော်တို့ကိုမသိပေမဲ့တမားတော်ကိုဗင်ဒက်စ်တို့ကိုတော့သူတို့သိနေကြတယ်လေဟုတ်တယ်လေသူတို့နှစ်ယောက်ကိုတော့သိနေကြတာပေါ့ဒါပေမဲ့သူတို့ကိုသိတာကကာရီကုတ်ပြည်နယ်သားအနေနဲ့သိတာဒီတော့သူတို့နဲ့ကြံရပါထွက်ပြေးလွတ်မြောက်သွားသူတွေဟာလဲကာရီကုတ်ပြည်နယ်သားလို့ပဲအောက်မေ့မှာပေါ့အမတာတပတ်အင်္ဂလိပ်စီတက်မှာရှိရဲသခင်ဆက်ဟာသူတို့မဟာဒေဝီထွက်ပြေးသွားတဲ့ကိစ္စနဲ့ပတ်သက်မယ်လို့သူတို့ဘယ်ညီနေမှထင်မှာမဟုတ်ဘူးပြီးတော့ကာရီကုတ်ပြည်နယ်ဆိုတာလဲ အဝေးကြီးဆိုတော့သွားပြီးလက်စားချင်နိုင်မှာမဟုတ်ဘူးဒီတော့အဲ့ဒီကိုသွားပြီးတိုက်စရာလည်းအကြောင်းမရှိဘူးဒါပေမဲ့သခင်ဆက်တို့ကျွန်တော်တို့မဟာဒေဝီငယ်တို့မှာဘာအင်အားမှရှိတာမဟုတ်ဘူးခမမဟာဒေဝီဆိုတာလဲသူ့ပြည်ငယ်ကိုရောက်မှအားရှိမှာဒီမှာဘာမှတတ်နိုင်မှာမဟုတ်ဘူးသူ့ပြည်ငယ်ကိုပြန်ရောက်ဖို့ဆိုတာလဲကျွန်တော်အထင်ပြောရရင်တော့ရပောင်းတော်တော်ကြားလိမ့်အောင်မယ်တည်သွားလို့ပြိပက်ကစုံစမ်းလာလို့ဘာလို့လုံနေရင်တော်တော်ကိုကြားမှာဥပဒေဆိုတာဖြည်းဖြည်းမှလှုပ်ရှားတဲ့အရာမျိုးခမညာ တကယ်လို့ကျွန်တော်တို့ကိုတရားလဲဆွဲသူ့အမိကိုလည်းတည်သွားရင်သူလည်းတက်တည်ထဲမှာပါမှာပဲအဲ့ဒီတော့မှကျွန်တော်တို့နှစ်ယောက်တည်းမကဘူးမဟာဒေဝီပါဒုက္ခလှလှကြီးရောက်မှာစဉ်းစားပါသခင်ဆက်စဉ်းစားပါလေဗျာဟုအက်ကခလေးလေးပြော၏ယခုကိစ္စကိုဗီရရှာအာနာပိုင်းတို့သိနေသူတို့ကြိုတင်သိပါလျက်မတားဆီးခဲ့မိသည့်အတွက်တာဝန်ရှိသည့်တိုင်မိမိတို့အပေါ်တွင်အညာပေးမည်မဟုတ်သူတို့အားလူသက်မှုသွေးဆောင်ဖျားယောက်မှုတို့ဖြင့်အရာဆွဲမည်မှာတည်ကြသည် ပြီးတော့အမတ်ချုပ်အနေဖြင့်မဟာဒေဝီရှူရှိလာသည် သူ့ဆန္ဒအလျောက်မိဘုံထဲသို့ခုံဆင်းခြင်းဖြစ်ကြောင်းသူ့ကိုမြည်သူကားမျှအတင်းအကျပ်တိုက်တွန်းခြင်းမရှိကြောင်းဘေးမှအတင်းသားကြတော့လဲနားမထောင်ကြောင်းစသဖြင့်ဗြိတိရှအာဏာပိုင်များထံတွင်ထုချေမိတာဖြစ်သည်သို့ထုချေသည်ဆိုရင်ထုချေချက်သည်ရုတ်တည်လဲရှိသည်သာနောက်ဆုံး၌ဗြိတိရှအာဏာပိုင်များသည်ပြီးတော့ပြည်နယ်အားဒဏ်ငွေတက်ရုံမျှသာရှိမည်ပြီးတော့ပြည်နယ်ကလည်းရဲသူနယ်သားများကို အခွန်တိုးကောက်ပြီး တံငွေဆောင်နိုင်ုံများသာရှိနီမဟာယာဇာအရေးအရာကိုစက္ကန်ဒီမဟာယာဇာမှာအရွယ်မရောက်သေးသည့်အလျောက်နိုင်ငံရေးဌာနသည်အမတ်ချုပ်ကြီးအားဥပဒေချိုးဖောက်သည့်အတွက်အပြစ်တင်မည်ထို့နောက်ဗြိတိသျှအိန္ဒိယစစ်တပ်များကိုညင်မြေပေါ်တွင်ကာလအတန်ကြာသည့်အထိစခန်းချထားမည်ပြီးသောပြည်နယ်ကိုအရေးယူရင်းထိုထက်ပါမျှမပေါ်နိုင်တို့ရရင်ဘိုလီအက်နှင့်ဘူတာတို့ကိုကထိုများနှင့်ပြီးမည်မဟုတ်ဇူလီကိုလည်းထိုများနှင့်ပြီးမည်မဟုတ်အဖြစ်အပျက်အလုံးကို ဗြိတိရှားအာဏာပိုင်တို့တည်သွားလျင်ဇူလီဤအခြေအနေသည်ညီတို့ရှိမည်နီဟော်အမှုတန်းအမျိုးသားတယောက်အယောင်ဆောင်ကပြီးတော့ပြည်နယ်ထဲမှထွက်ပြေးခဲ့သည်ဆိုသည့်အချက်ကိုတည်သွားလျင်မိမိညင်ဆွေညီမျိုးဆက်မတော်သည့်ယောက်ျားများနှင့်အတူထွက်ပြေးခဲ့ကာတောထဲတောင်ထဲတွင်ညာပေါင်းများစွာအိတ်ခဲ့သည့်အချက်ကိုတည်ကြလျင်ဇူလီဤအခြေအနေသည်ညီတို့ရှိမည်နီတတိကောင်းသည့်မိမပြိုကလေးတယောက်ဟုချီချူကသူ့ကိုဝိုင်းဝန်းသနာကြမည်လောသို့မဟုတ်ရင်မိမိညင်မျိုးမတူဇက်ချသည့် သခင်ဆက်တယောက်နောက်သို့လိုက်ပြေးသည်အရှက်နေသောမိမာဟုပြောကြမည်လောအထူးသဖြင့်လွန်ခဲ့သည့်၃နှစ်လောက်ကသူ့ကိုဘီတော်စော်ပွားနှင့်စူလျားရက်ပတ်ထိမ်းများခြင်းပြုရန်လိုက်ပို့ခဲ့သောအင်္ဂလိပ်စစ်ဗိုလ်ကလေးနှင့်လိုက်ပြေးခြင်းဖြစ်သည်ဟုမသိဘဲနှင့်ယင်မည်မဟုတ်ထိုအခါတွင်အင်္ဂလိပ်စစ်ဗိုလ်ကလေးနှင့်မဟာဒေဝီတို့သည်နှစ်ပေါင်းများစွာကလေးကချစ်ကြိုက်နေကြသည်ဆိုသည့်သတင်းများထွက်လာကမင်းငော့ကြအောင်မည်နှာခေါင်းရှုံကြအောင်မည် အိန္ဒိယတပြည်လုံးတွင်ယုံမုံဆက်ဆုပ်စရာဖြစ်နေလေုံမည်ထို့အခါတွင်ဘူလီ HD ဘီတော်မဟာဒေဝီတို့စက်တီးလုံးမြေကိစ္စကိုအဘယ်ကြောင့်ဒီမြဆိုးရင်ပူပန်နေခဲ့ရသနည်းဟုမေးလာနေညီတို့ဖြေမြည်ညီထိုကိစ္စညင်ပတ်သက်၍မိမိသည်တမူးထံသို့၎င်းအရေးပိုင်ထံသို့၎င်းရာဇဝတ်ဝင်ထံသို့၎င်းနိုင်ငံရေးဝင်ထောက်ထံသို့၎င်းအရေးကြီးသောအခြားပုဂ္ဂိုလ်များထံသို့၎င်းအဘယ်ကြောင့်ကျင်းနှံသူကျင်းနှံရှိတွေရိုက်ခဲ့ပါသနည်းပြီးတော့ အဘယ်ကြောင့်ရုပ်ဖြတ်ထွက်သွားခဲ့ပါသနည်းမဟာဒီဝီကိုလိုက်ဖမ်းရန်လာသူများကိုအဘယ်ကြောင့်တတ်ခဲ့ပါသနည်းထိုအမေးများကို Ash မိတို့ဖြေမြင်ညီဟုတ်တယ်ငါမှားတယ်ခု Ash တွေသည်မိမိပြန်လာခြင်းမှာထိုကိစ္စများကိုဆိုင်ရာအာနာပိုင်တို့ထံသို့တင်ပြမည်ထိုအခါတွင်အာနာပိုင်တို့ကစတီးလုတ်သည့်ပြီးတော်ပြည်နယ်ကိုအေးအေးယူမည်ဆိုသည့်မျှော်လင့်ချက်ဖြင့်ပြန်လာခဲ့ခြင်းဖြစ်သည်တို့ရရင်ယခုဘူတာပြောလိုက်သည့်အခါရင်မှတမျိုးကျွန်တော်ပြောတာမဟုတ်ဘူးလားသခင်ဆက် ဟုတ်တယ်ခင်ဗျားပြောတာမှန်တယ်ဗူတာကျွန်တော်တို့အမှန်ကိုပြောလို့မဖြစ်ဘူးဒီတော့လုံးဆက်ခင်မီပြောရမှာပဲအဲ့ဒီလုံးဆက်ဟာယုတ်တိရှိဘူးလို့တယ်ကောင်းပြီလေမနေ့ဖြန်ကြရင်မဟာဒေဝီကို ရှင်းပြပြီးသူ့သဘောကိုလည်းမေးမြန်းကြည့်သေးတာပေါ့ကျွန်တော်တို့အငင်းနဲ့ကတော့ကျွန်တော်ရဲ့ခင်ဗျားရဲ့ခင်ဗျားဆရာစာကြီးရဲ့တော့ပြစ်သွားကြတယ်သူနဲ့သူမြင်းကတောင်ဆောင်ကလမ်းချော်လို့ပြေးသွားတယ်ကျွန်တော်လဲချော်ကြလို့ပုံးပဲ့သွားတယ်သူ့အလောင်းကိုပြန်မတင်နိုင်ခဲ့တဲ့အတွက်မီးရှို့ပြီး ချောင်းတစ်ချောင်းနဲ့ကိုမျောပစ်ခဲ့တယ်လို့ပဲပြောရတော့မှာပဲ။ဒါကတော့ဟုတ်ပါပြီ။မဟာဒေဝီကိစ္စကိုကျွန်တော်တို့ဘယ်လိုပြောကြမှာလဲ။ SD အတန်ကြာမျှစဉ်းစားနေ၏။ထို့နောက်မှမိမိတို့၏အစီကံဂူဘတ်၏ဇနီးသူမဟုတ်သူသမီးမဟုတ်ဆိုမှအဖြစ်ဟန်ဆောင်ရင်ပြော၏။မင်းပြန်တော်ရဲကထွက်လို့ရွာနားရောက်ရင်ကျွန်တော်တို့နှစ်ယောက်ကိုတနေရာမှာထားရခဲ့ဗျာ။ခမားကမြင်းနဲ့တက်နေမြည်တဲ့သွားပြီးဂူဘတ်ကိုခေါ်ခဲ့။ပြီးတော့မွတ်စလင်အမျိုးသမီးတွေဝှက်လေရှိတဲ့ခေါင်းမိကြုံတစ်ခုလည်းရှာခဲ့။ မမြင်ရတော့ပိုပြီးရုပ်ဖြတ်လို့ကောင်းတာပေါ့သူကိစ္စကိုဘယ်လိုပြောမလဲဆိုတာကိုကျွန်တော်တို့နှစ်ယောက်တိုင်ပင်ထားကြမယ်ခမည်းပြန်လာတော့သူ့ကိုဂူဘတ်နဲ့အတူဘန်ဂလိုကိုပြန်ထည့်လိုက်ပြီးခမည်းနဲ့ကျွန်တော်ကတော့စာကြီးရဲ့ရွာကိုသွားကြတာပေါ့ပြီးတော့ကဒါကတော့မဟာဒေဝီအပေါ်မှာတည်ရလေသူညမတော်ကိုတော့တော်တော်ချစ်တာပဲတကယ်လို့သူကသူညမတော်သေးတဲ့အကြောင်းစက်တီးလုတ်တဲ့အကြောင်းကိုမပြောချင်ဘူးဆိုရင်လေဘယ်တက်နိုင်မလဲကျွန်တော်အထင်တော့သူညမတော်စက်တီးလုတ်ခံရတဲ့အကြောင်းကိုတော့ဖွင့်ပြောလိမ့်မယ်ထင်တာပဲ ဘူတာကပခုံးကိုတွန့်ပြလိုက်ရင်မိမတယောက်ကိုအကဲခတ်ရသည်မှာအလွန်ခက်ကြောင်းသူပါလုံမြီမလုံမြီကိုညီသူမျှကြိုတင်မပြောနိုင်ကြောင်းယခုမဟာဒေဝီကမူအသိဉာဏ်ရှိလိမ့်မည်ဟုမျှော်လင့်ကြောင်းသူညီမတော်ကိုညီမျှချစ်သည်ဖြစ်စေတေပြီးသူကိုပြန်ရှင်လာအောင်လဲမတတ်နိုင်တော့ကြောင်းဖြင့်ပြော၏ဒီနေ့တညတော့စဉ်းစားကြသေးတာပေါ့လေမင်းပြန်ကြရင်တော့သခင်ဆက်လဲတမျိုးစဉ်းစားခြင်းစဉ်းစားလာမှာပါဒါပေမဲ့တိတ်တော့မထင်တော့ဘူးအမှန်တိုင်းပြောရင်ကျွန်တော်တို့အတွက်ရောအနေရရှိရင်မဟုတ်လား နောက်တစ်နှစ်မနဲ့ရောက်သည့်အခါတွင်လည်း ash သဘောထားမပြောင်းမိမိလုပ်ခဲ့သည့်အလုပ်သည်တန်ဖိုးကြီးစွာကုန်ကျခဲ့ရပြီ။စာကြီးကိုဗင်ဒက်စ်နှင့်မန်နီလာတို့၏အသက်များကိုပြီးခဲ့ရပြီ။ညံကျဲနှင့်စာကြီး၏မြင်းကြီးမူတီရက်တို့၏အသက်များကိုထပ်မတွက်သေး။ပြီးသောပြည်နယ်သားများ၏အသက်ကိုပြီးခဲ့ရပြီ။ယခုတဖန်ဇူလီအဖို့တသက်လုံးခေါင်းမဖော်ရဲအောင်ဖြစ်ရအောင်မိအပြင်ဘူတားမှလည်းထောင်ထဲတွင်တသက်လုံးနေရအောင်တော်မူ။မိမိကိုယ်တိုင်မှလည်းညံညံတန်ပြီးခံရအောင်တော်မူ။ဇူလီသည် သူညမတော်ကိုမြင်မြချစ်သည်ဆိုစဉ်စင်စင်ဆာဆာလှုပ်တင်သည်ထိုအကြောင်းများကိုဟုတ်တိုင်းမှန်ရာပြော၍မဖြစ် HD ဘက်ပေါင်းဆောင်မှစဉ်းစားကဇူလီနားဝင်အောင်ပြောရင်အချက်အလက်များအလုံးကိုစဉ်းစားထားသည်တို့ရရင်သူထင်သလိုခဲရခဲစစ်မပြောလိုက်ရဇူလီကအလွယ်တကူလက်ခံကသူတို့ပြောသည့်အတိုင်းခေါင်းမိချုံဝေး၍ရုပ်ဖြတ်လိုက်ရန်ကိုလည်းလက်ခံလိုက်သည် Ash ကမွတ်စလင်အမျိုးသမီးဟန်ဆောင်ကမိမိ၏ဘန်ဂလိုနောက်ကအစီကံတန်းရတွင်နေရမည်ဖြစ်ကြောင်းပြောပြ၏ ဘာဖြစ်တယ်လဲအကိုရဲ့ဘယ်ညမှာပဲဖြစ်ဖြစ်အတူတူပါပဲဇူလီဟာရာဇကုံမာရီမဟာဒီဝီလို့ညမဲခံယုံတာရှိတာပါတကယ်ကတော့အစီကံပဲမဟုတ်လားဇူလီကသဘောတူလိုက်တဲ့ဖြင့်ဘူတာလဲစိတ်အေးသွား၏မဟာဒီဝီသည်တတိကောင်းယုံများမကစဉ်းစားဉာဏ်ရှိသော အမျိုးသမီးတစ်ဦးလဲဖြစ်ကြောင်းမိမများတဲ့တွင်ရှာမရှာကြောင်းဖြင့်အက်ကိုနှစ်ယောက်ချင်းပြောပြသည်ညဆက်ရှိမျိုးကလေးတစ်မျိုးအစွန်သို့ရောက်သည်တွင်ဘူတာသည်သူတို့နှစ်ယောက်ကိုလုံခြုံရာတွင်ဝှက်ထားခဲ့ပြီးနောက် လိုအပ်သည့်အဝယ်စားများနှင့်စားစရာတောက်စရာကိုမြင်းပြင့်သွားဝယ်သည် ထို့နောက်အလုတ်ကျန်းသမားအသွင်ကိုဝစ်စင်ကခရီးဆက်ခဲ့ကြ၏ဇူလီကိုမူပို၍စိတ်ချရအောင်ဆိုက HE အစီအမံအတိုင်းယောက်ျားအသွင်ဖြင့်ဝစ်စင်ပေးခဲ့သည်ဟော်နန်းအမှုတန်းအဝယ်စားများအားလုံးကိုလည်းမိရှို့ပစ်ခဲ့၏ဘူဒါသည် သူတို့ကိုရွာများမှရှောင်ကွင်း၍ခေါ်လာခဲ့ရာညဉ့်ညီဆောင်နောက်တွင်ကိုင်းပင်များတောများနှင့်စူးကြုံများအကြားမှရှေးဟောင်းသင်္ချိုင်းကူပြက်ကြီးတစ်ခုအနီးသို့ရောက်လာခဲ့ကြသည် ထိုနေရာတဝိုက်မှာအလွန်ခေါင်သည့်နေရာဖြစ်ပြီးလူသွားလန်းကလေးမျှပဲမရှိထိုတင်းကိုင်းကူကြီးရှိသည်ကိုပင်သိကြဟန်မတူအမိုးခုံခုံကြီးမှာကာလကြာကလေးကပင်ပျက်စီးပြိုကျခဲ့လေပြီတို့ရရင်ငယ်ငယ်များမှာအကောင်းမကတိကြံသေး၏အထဲတွင်မညစ်ကရွာခဲ့သောမိုးရီတို့ဝှလျက်ရှိသဖြင့်ရေအိမ်ကလေးတစ်ဖွဲဖြစ်နေကြ၏တင်းကိုင်းကူမိုးဦးကြီးများအောက်တွင်ဖုံများတစ်ကိုင်းချောက်များငှက်မွေးများဖြင့်ရှုပ်ရှက်ခက်လျက်ရှိသည်တိုင်းအေးများလျက်ရှိ၏ဘူတာသည် ူနေရတဝိုက်ကိုရှင်းလင်းပြီးနောက်မြက်တဆုပ်ကိုပွေက အောက်မှခင်းလျက်အပေါ်မှမြင်းခြုံဆောင်ကိုဖြန့်လိုက်သည်ဇူလီအတွက်အိပ်ယာပြင်ဆင်ပေးခြင်းဖြစ်၏မိမိသည်အမြန်ဆုံးပြန်လာနိုင်ရန်ကြိုးစားမိဖြစ်ကြောင်းတို့တိုင်အောင်မနှက်ပြန်ညက်ညီမူချုံမှရောက်လာမည်ခြင်းကြောင်းမိမိပြန်ရောက်မလာနိုင်လဲစိတ်ပူဖို့မလိုကြောင်းပြောပြကာဘူတာသည်ညင်းကလေးကိုဆွဲ၍ကြိုင်းတော်ထဲမှထွက်သွားသည် HD သူ့ကိုကွင်းဆက်အထိလိုက်ဖို့၏ဖုံမုံတွင်ဝဲညီသည့်စီးစာညီကြီးရဲ့တွင် ဘူတာတယောက်မျက်စိထွက်သွားသည်ကိုမျက်စိတစုံကြည့်နေပြီးမှပြန်လာခဲ့သည်ထိုနေရာတဝိုက်တစ်ပင်များပေါ်တွင်ငှက်တို့အိတ်တန်းတက်တန်းများဖြင့်ဆူညံလျက်ရှိ၏ဟိုတအုပ်ကလည်းထိုနေရာတဝိုက်တွင်တဝဲလေလေလှောက်ခါနောက်ဆုံးတွင်မြစ်ဖက်သို့ပြန်သွားကြသည်တောင်းတကောင်က တောထဲတွင်တွန်နေသည်သို့ရာတွင်တင်းချိုင်းခုပြက်ကြီးထဲမှလှောက်ရှားမှုဆို၍ဘာမျှမတွေ့ရ SD ရင်းထဲတွင်ထိတ်ခနဲဖြစ်သွား၏ အပေါ်မှချွတ်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 အတန်ကိုကြားသဖြင့်မော့ကြည့်လိုက်သည့်အခါရမှဇူလီကိုမြင်ရ၏။ရရန်တွင်ကက်လျက်လေကားတစ်ခုရှိရာဇူလီသည်ထိုလေကားမှအပေါ်သို့တက်သွားခြင်းဖြစ်သည်။ဇူလီသည်သူ့ကိုအပေါ်မှငုံကြည့်၏။သူ့ရုပ်ပုံကကောင်းငင်ကိုနောက်ခံပြုလျက်တစ်ပင်များအထမမြင်ရရသောမြောက်ဖက်တောင်တန်းကြီးများကိုဝေးကြည့်လျက်ဇူလီသည်သူညမတော်လေးအကြောင်းကိုလည်းတွေးနေဟန်မတူ။သူ့အဖြစ်ကိုလည်းစဉ်းစားမိဟန်မတူ။ ညောင်ဖက်မှနှင်းဖုံးနေသောဟိမဝင်တာ တောင်တန်းကြီးများကိုငေးကြည့်နေသည် SD ခေကားရင်သို့အတာလာခဲ့၏တို့ရရင်ဇူလီကသူလာဒီကိုတိဟန်ဖြင့်လှည့်ကြည့်လိုက်သည်ဘီတော်တွင်နေခဲ့ရသည့်ကာလများအတွင်ဇူလီဘယ်မျှစိတ်တော်ကရောက်ခဲ့ရသည်ကိုသူတတိပြုမိပြန်သည်ဇူလီ၏မျက်နှာသည်ခြုံကျလျက်ရှိ၏သူချစ်ခဲ့ရသောဇူလီ၏ရုပ်ပုံလွားလွန်ခဲ့သည့်၃နှစ်ကမြင်ခဲ့ရသောဇူလီ၏ရုပ်တွင်သူအသက်နှလုံးတွင်ဆွဲထင်ကြံ့ရစ်ခဲ့သောဇူလီ၏ရုပ်ပုံတို့သည်မရှိကြတော့ ထိုနေရာတွင်လူစိမ့်တယောက်အသွင်ပေါ်လျက်မျက်နာတို့ခြုံကြကပိန်ချုံသွားသောမိမပြူတယောက်မျက်တွင်းတို့ကြာလျက်မျက်လုံးများကတစုံတရာကိုထိတ်လန့်နေသည်ဟန်ပြုကျဲလျက်ညှင်းပန်းနှိပ်စက်ခြင်းမျက်မွတ်ခြင်းနှိရှိလာများထောင်သွင်းအကျဉ်းချထားခြင်းစသည်တို့ကိုခံခဲ့ရသူတဦးနှင့်နတ်မောင်သောစပင်တို့တွင်ကွက်တိကွက်ကြားဖြူနေလိမ့်မည် SD ရရန်တွင်ကတ်ထားသည့်အုတ်တွေကပြက်ကြီးသို့တက်လာခဲ့ကား အမိုးခုံခုံကြီးကိုပတ်လည်ဝိုင်းထားသည့်ဇင်းကြံသို့လာခဲ့၏သူတို့ရှိက ကိုင်းနှောမြတ်တော်ခြုံတော်တို့သည် အမောင်ရိတ်တန်းလျက်ဂူတင်ချိုင်းပြက်ကြီးကလည်းခတ်မှောင်မှာတို့ရရင်ဇင်းကြံပေါ်ရမူနေရောင်သည် ဝင်းပါစေတစ်ပင်ထိတ်ဖြားသည်အိန္ဒိယညံ့ညီကြီး၏ရွှေရောင်ဖြင့်လိမ့်ကြံလျက်ဇူလီသည်အဝေးမှတောင်တန်းကြီးများကိုငေးကြည့်နေ၏အက်ကနောက်မှရက်ခါသူ့ပခုံးကိုကမ်းလိုက်သည်ဇူလီလန့်သွားသည်နှင့်ဘေးသို့ရွှေ့လိုက်ပြီး သူ့ပခုံးကိုလက်နှစ်ဖက်ဖြင့်ပိုက်ထား၏ Ash ကလက်ကိုပြန်ရုပ်လိုက်ပြီးမျက်မှောင်ကုတ်လိုက်လျက်ဘာလဲဆိုလီအကို့ကိုမယိုးမသားထင်လိုက်လို့လားဒါမှမဟုတ်ရင်လေဇူလီအကို့ကိုမချစ်တော့လို့လားမကြောက်ပါနဲ့ဇူလီဇူလီကိုဘာမှအငြင်းမပြုတ်ပါဘူး Ash ကဇူလီ၏လက်ကဝတ်ကိုခတ်တင်းတင်းဆုပ်ထားလိုက်၏အကို့ကိုကြည်စမ်းဇူလီမှန်မှန်တော့ပြောနော်လိန်တော့မပြောနဲ့ဇူလီအကို့ကိုမချစ်တော့ဘူးမဟုတ်လားအကို့ကိုမချစ်ဖို့ဇူလီစူးစမ်းနေတဲ့အကို့ ဒါပေမဲ့ဇူလီဤအတန်ကစိတ်ပြက်ညှိုးငယ်နေသည့်အတန်သူတို့နှစ်ယောက်ဤအချက်သည်ပြက်ပြယ်နိုင်သော အချက်မဟုတ်ကြောင်းကို SDE တို့ရရင်ယခုလောလောဆယ်ရင်မူကြောက်ရွံ့ထိတ်လန့်ခြင်းမလုံးမလဲဖြစ်ခြင်းတို့ကြောင့်ထိုအချက်သည်ပျောက်ကွယ်နေသည်ယောင်ထင်သည်။နောက်တစ်ချိန်ချင်းတွင်ပြန်၍ပေါ်လာမည်ဖြစ်သည့်တိုင်ယခုမူသူတို့နှစ်ယောက်သည်သစိမ်းပြင်းပြင်းများနှင့်ဖြစ်နေကြ၏။စင်စစ်ဇူနီတာပြောင်းလဲသည်မဟုတ်သူတို့နှစ်ယောက်ကွဲကွာနေခဲ့ကြပြီးသည့်နောက်၌ ရာအောက်တွင်ရေတွေအများကြီးစီးသွားခဲ့ကြပြီ အခြေအနေတွေအများကြီးပြောင်းလဲသွားခဲ့ပြီဒီထက်ပြောစရာကောင်းသည့်အခြေအနေမျိုးအောက်တွင်ပြန်တွေ့ခဲ့ကြသည့်တိုင်သူတို့နှစ်ယောက်သည်တစ်ခါကပြတ်တောက်ခဲ့သောဆက်ထုံးများကိုမနှဲပြန်၍ဆက်နေကြရအောင်မည်တို့ရရင်ကိစ္စမရှိထိုဆက်ထုံးများကို ပြန်၍ဆက်နိုင်မှုအတွက်အချိန်ဆောင်နိုင်သည်အချိန်သည်သူတို့ဘက်တွင်ရှိသည် Ash ကဇူလီဤလက်နှစ်ဖက်ကိုဆွဲကင်ကလက်ဖမိုးနှစ်ဖက်ကိုခပ်ဖွားဖွားနမ်းလိုက်ပြီးနောက်ပြန်၍လှည့်လိုက်သည် အကိုသိကျင်တာဒါပါပဲဆိုလေခုအကိုသိကျင်တာကိုသိရတဲ့အတွက်အကိုကျင်ရပါပြီခုအကိုတို့နှစ်ယောက် ပြန်တွေ့ကြပြီအကိုတို့နှစ်ယောက်ပြန်တွေ့ကြပြီဆိုတာနဲ့ဘလို့အနေငယ်မျိုးကိုရင်ဆိုင်ရဆိုင်ရအကိုမကြောက်တော့ပါဘူးဒါကိုတော့ဇူလီယုံပါတခါတော့ငါဇူလီဟာအကိုမရဟာအကိုမရဟုတ်လားဟုတ်တယ်လေဒီတခါတော့အဆုံးရှုံးခံမယ်လို့မထင်ခဲ့တော့သူတို့ကအကိုကိုဇူလီနဲ့လက်ထပ်ခွင့်ဘယ်ပေးမလဲဇူလီကစိတ်ပြက်လက်ပြက်အတန်ဖြင့်ပြော၏ ဘယ်သူတွေလဲပြီးတော့ပြည်ငယ်အာနာပိုင်းတွေလားသူတို့ကအဖြစ်မှန်ကိုဖွင့်ပြောရမှာမဟုတ်ပါဘူးစိတ်ချပါပြီးတော့ပြည်ငယ်ကလူတွေကို ပြောတာမဟုတ်ပါဘူးအကိုတို့လူမျိုးတွေကပါအယူသီးတဲ့ဇူလီတို့အမျိုးတွေကလည်းသဘောတူမှာမဟုတ်ဘူးဒါလေသူတို့ကအကိုတို့ကိစ္စကိုကြားဝင်ပြီးဖြတ်မယ်လို့ပြောတာလားမဆိုင်ပါဘူးကွယ်ဒါသူတို့ကိစ္စမဟုတ်ပါဘူးအကိုတို့ကိစ္စပါဒီကိစ္စဟာအကိုနဲ့ဇူလီတို့နှစ်ယောက်ထဲရဲ့ကိစ္စပြီးတော့ဇူလီရဲ့အဖိုးဟာလည်းကိုနဲ့အမျိုးချင်းမတူ ဘာသာအယူခြင်းမတူတဲ့အိန္ဒိယရာဇကုမ္မာရီတယောက်ကိုလက်ထပ်ခဲ့တာမဟုတ်လားဇူလီကတက်ပြင်းချလိုက်ပြီးခေါင်းကိုရန်လိုက်၏ဒါကအကိုတို့ဗြိတိရှ်ရက်စ်တွေအိန္ဒိယပြည်မှာအာဏာဆက်မပြန့်သေးမီကလေအဲ့ဒီတုန်းကဒေလီမှာမကူမင်းအုပ်ချုပ်နေသေးတယ်ပန်ဂျက်ပြည်မှာလည်းရန်ဂျစ်စင်အုပ်ချုပ်နေသေးတယ်ပြီးတော့ဇူလီရဲ့အဖိုးကအဖွားကိုလက်ထပ်ယူခဲ့တယ်ဆိုတာလေဘယ်သူ့ကိုမှ ခွင့်တောင်းပြီးယူခဲ့တာမဟုတ်ဘူးသူကစစ်ဘီရင်စစ်ဘီရင်ကစစ်တိုက်ပြီးအနိုင်ရလို့ အဖွားကိုတုံးရံပစ္စည်းတစ်ခုအငင်းနဲ့သိမ်းယူခဲ့တာပြီးတော့အဖွားကလည်းလူလူချင်းချင်းပဲလိုက်သွားတယ်လို့ဆိုလိကြဘူးလေသူတို့နှစ်ယောက်ဟာတယောက်နဲ့တယောက်တိတ်ချစ်ကြတဲ့ခုကိစ္စကသူတို့နဲ့မတူဘူးလေခစ်တွေပြောင်းသွားပြီဒါမျိုးပြန်မဖြစ်နိုင်တော့ဘူးဘာလို့ပြန်မဖြစ်ရမှာလဲအခုပြန်ဖြစ်မှာပေါ့ပြောစမ်းအကိုကိုမယူဘူးဇူလီကိုဘသူကတားမှာလဲဘသူမှမတားနိုင်ဘူးဇူလီဟာကြုံမတက်အောင်မဟုတ်ဘူးဈေးကောင်းရမှရောင်းရမယ်ကုန်ပစ္စည်းတစ်ခုလည်းမဟုတ်ဘူး ူလီကိုဘယ်သူမှမတားနိုင်တယ်လို့အကိုကိုလည်းဘယ်သူမှမတားနိုင်ဘူး။တို့ရရင်ဇူလီသဘောမပေါက်။သူတို့နှစ်ဦးကဘာသာအယူခြင်းလဲမတူ။လူမျိုးချင်းလဲမတူ။ထို့သောမတူသောနှစ်ဦးသည်ပေါင်းစည်းနိုင်ပွဲမမြင်။စင်စစ် H နှင့်လက်ထက်မြီဆိုသည့်အခါတွင်တရားဥပဒေအရစာချုပ်စာတမ်းတွေအဆောင်အယောင်တွေလိုသည်မဟုတ်။ထို့သောတရားဥပဒေတွေထုံးစံတလေတွေအရလက်ထက်ခဲ့ရခြင်းမျိုးကိုတကြိမ်ကြုံခဲ့ပြီးပြီ။တို့ရရင်မိမိသည် မဟာယာဇာဤတကယ်မရမဖြစ်ခဲ့အမိခံမရသာဖြစ်ခဲ့ဘူးသည်သူ့လက်ထဲတွင်ကုန်ပစ္စည်းတစ်ခုပမာသာဖြစ်ခဲ့သည်မဟာယာဇာသည်သူ့ကိုမျက်လုံးဖြစ်မင်တစ်ချက်မကြည့်ခဲ့အက်နှင့်သာမတွေ့ခဲ့ဘူးဆိုလျင်မိမိသည်ယခုတိုင်အပြိုစင်ဘဝတွင် ရှိနေဦးမည်သာစင်စစ်အဖြစ်အက်သည်ကိုခန္ဓာအရာ၎င်းနှလုံးသားအရာ၎င်းမိမိဤနေရောင်ကြားဖြစ်ခဲ့ပြီမဟုတ်လောသို့ဆိုရင်ယခုလိုစာချုပ်စာလမ်းတွင် အဆောင်အယောင်တွင်လက်ထပ်ဖို့လူသည်သလား ူလီသည်တစ်ဖက်သို့လှည့်လိုက်ကာတစ်ပင်ထိပ်ဖြားများအားရွှေရောင်တို့ဖြင့်ပပြန်းပေးနေသည်ဝင်လူစဲညီလုံးကြီးကိုငေးကြည့်နေသည်အကိုမသိဘူးအကိုဇူလီကိုပြီးတော့ပြည်နေမှာကာပြားမှာလို့ပြောနေကြတယ်ဒါရီကို အကိုမသိဘူးဇူလီသည်တယောက်တည်းပြောသလိုတွတ်တွတ်ယွံ့နေသည်အက်ရှ်ကသူ့ပခုံးပေါ်မှကြော်၍သမင်လေပြန်ကြည့်လိုက်ရင်ဟုတ်ပါတယ်ဒါရီကိုအကိုသိပါတယ်ဒီလိုပြောနေတဲ့ညွေကိုအကိုလဲကြားမှာပဲဒါပေမဲ့ကာရီကုတ်မှာဆိုရင် ကကြည်တဲ့မဟာဒီဝီအောင်ဇူလီကိုဒီလိုမခေါ်ဘူးဘူးခမဲတော်ကွယ်လွန်သွားမှသာဒီလိုခေါ်ရတာဒါတော်ရှေ့တွင်ပြောင်းခေါ်ရတာမဟုတ်ပါဘူးမကြားတကြားပြောယုံလို့ရှိရပြီးတော့မှတော့ဇူလီရှေ့တွင်ပဲပြောင်းပြောင်းခေါ်နေကြတာပဲဖုန်းကြီးတွေကဆိုရင်မဟာဒီဝီတွေကိုကိုယ်ွယ်ဝတ်ပြုတဲ့လက်ချမီးရဲ့ဝတ်ကြောင်းကိုတော့ဇူလီကိုဝင်ခွင့်ပြုကြတာမဟုတ်ဘူးဇူလီဤအတန်ဒီတဖြည်းဖြည်းတွင်းညင်းသွား၏အက်ကဒါတွေကိုစိတ်ရှုပ်ခံပြီးစဉ်းစားမနေပါနဲ့အချစ်ရဲ့ ဒါတွေဟာပြီးခဲ့ပါပြီ။မေ့ပြောက်ပစ်လိုက်စမ်းပါ။ဟုတ်ပါတယ်လေ။ပြီးခဲ့တာတွေကပြီးခဲ့ပြီပေါ့။ကာပြားတယောက်အနေနဲ့ဆိုတော့ဇူလီရဲ့အမျိုးတွေဟိန်းယူဘာသာဝင်တွေကဗာပြောမယ်ဆိုတာကဒီလောက်အရေးမကြီးတော့ပါဘူး။ဇူလီဟာကာပြားမတယောက်။သူတို့ကိုဘာမှဂရုစိုက်စရာမလိုတော့ဘူး။ဒီတော့ခုချိန်ကစပြီးဇူလီဟာကာပြားမတယောက်အမျိုးလည်းမရှိဘူး။ဆွေမျိုးသားချင်းရဲ့လို့လည်းမရှိဘူး။ဇူလီအဖို့ကိုလင်ဟာကိုဖျားပဲ။ဒါပေမဲ့အဲ့ဒီလျောင်ကြားဟာ လက်ထပ်ထားတဲ့နေအောင်ကြားဖြစ်ရမယ်နော်။ဟုတ် Ash ကပြော၏။ဇူလီကသူ့ကိုလှည့်ကြည့်လိုက်။နေအောင်ကိုကြောပိတ်လိုက်သဖြင့်သူ့မျက်နှာသည်ပေါင်ကျသွား၏။အကူကလက်ထပ်စေချင်တယ်ဆိုရင်လက်ထပ်လိုက်ရုံပေါ့အကူရဲ့။ဇူလီကအေးမကြည့်ပါဘူး။အကူရဲ့အထက်အာနာပိုင်းတွင်နေအကူတို့ခရီးရန်ဖုန်းကြီးတွေကခွင့်ပြုဖို့သာလိုတာပါ။ဇူလီကအစင်သက်မှာပဲ။ကဲတော်ပါတော့အကူရဲ့ဒီအကြောင်းတွေကိုမပြောကြပါစို့နင်တော့။ညီဝင်တော့မယ်။အလင်းအောင်ရှိတော့အောက်မှာစားဖို့တောက်ဖို့ပြင်ရအောင်မယ်။ ဂျူလီသည် သူ့အနားမှာလှစ်ခနဲဖြတ်သွားကအောက်ထပ်သို့ဆင်းသွား၏ H ကလည်းမတားတော့ S သည်လက်ရမ်းမော်ရင်းလက်ထောက်ကအဝေးရှိတောင်တန်းကြီးများကိုငြီးကြည့်နေသည်သူတို့နှစ်ဦးရှိတွင်အတားအဆီးအခက်အခဲတွေမရေတွက်နိုင်